ဟယ်လိုအားလုံးဝမင်္ဂလာပါဘူဘောမချန်ကနေကြိုဆိုပါရစေအာဆင်နယ်နဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပွဲမှာတော့အန်အားသင့်စရာကောင်းတော့အောင်ကိုပဲအာဆင်နယ်ဟာ3-0ဆိုတဲ့ရလနဲ့ရီယယ်မက်ဒရစ်ကိုအိမ်ခွင်းမှာအနိုင်ယူပြသွားတယ်ဆိုတော့ရီယယ်မက်ဒရစ်ရဲ့ဒုတိယကြော့ကိုအာယုံဆိုင်ကစားရင်တောင်မှကျွန်တော်နောက်တစ်ဆင့်တက်ဖို့ကတော်တော်ကြီးကိုမလွယ်တော့ဘူး the three zine ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဗျာချွတ်ချွတ်တော့လေဟာပထမပိုင်းပြီးသွားပြီပေါ့နော်တကယ်တမ်း three zine ဆိုတာပထမပိုင်းပဲပေါ့အကျော့အနေနဲ့ကြည့်ရင်တော့နှစ်ကျော့ကန်တဲ့ပွဲဖြစ်တဲ့တွေဒါ okay real madrid ကလည်းသူတို့အိမ်ဝင်မှာဒုတိယကျော့တစ်ခုခုလုံးပြနိုင်ကောင်းနိုင်မှာပေါ့လေဒါပေမဲ့ဒီပုံစံနဲ့တော့မထင်ဘူးဒီပုံစံနဲ့တော့မင်း real madrid အိမ်ဝင်မှာကတော့ဘယ်မှာတက်ကစားတက်ကစားဒီခြေစွမ်းနေရတော့မထင်ဘူးအခုကအာဆင်နယ်ကိုအဖက်ဖက်ကနေပြီးတော့ဘာမှန်းကို real ကမရှင်နိုင်ခဲ့ဘူးဒါကြောင့်ကျွန်တော်တို့ဘယ်တော့ပြောမလို့ အာဆင်နယ်အနေနဲ့ဒီရီယယ်မက်ထရစ်နဲ့ဒီသူတို့ဘယ်လိုပြောမလို့ဒီဂျော့ဒန်ဖြစ်သွားပြီလို့တောင်းမှာပုံသေးမဟုတ်တောင်းမှာပေါ့နော်ယူဆလို့ရတယ်ရီယယ်မက်ထရစ်ဒါဒီပုံစံနဲ့ဆက်ကစားရင်ဒါတေးကြတယ်ဒီလေအခုအာဆင်နယ်ဆိုလို့ရှိရင်လူစင်းတော်မှာဘာမှစုံတာမဟုတ်ဘူးအဲ့ဒါနဲ့ကိုပဲသူတို့ရီယယ်မက်ထရစ်ကိုသူတို့3-0ဆိုတာကြီးနဲ့နိုင်ရပြသွားတာဒါဟာတတော်ကိုဘယ်လိုပြောအာဆင်နယ်အတွက်တော့ဗျာဒီသူရဲ့ဒီတမိုင်းမှာလောမမေမိုရီပဲဖြစ်စီရညတွေတည်းကတင်ရလို့ပဲပြောရမှာပေါ့ဒါရီယယ်မက်ထရစ်လို့အသိမျိုးကို အိမ်ဝင်းမှာလက်ခံမကစားရတာတော်တော်ကြာပြီကိုနော်အဲ့လိုမျိုးပြန်လက်ခံကစားတော့လေဒီလို performance ပြပြီးတော့အဖက်ဖက်ကအသာကြီးရယူပြီးတော့ real ကို 3C ဆိုတာမျိုးကတော်တော်ကောင်းတဲ့အနေထားမျိုးပါဒါပေမဲ့ရသွားတဲ့ဂိုးတွေကလည်းလုံးဝပြောစရာကောင်းတာတွေကြီးပဲရယ်ဆိုတော့ဟိုကျွန်တော်ပထမဆုံးပြောရရင်ဗျာအဲ့ Declan Rice နှစ်ဂိုးကလေဘယ်လိုပြောမလဲကော်တူဝါက6ပေ9လက်မှရှိတဲ့ဂိုးမှာ6ပေ9ရှိတယ်နော်6ပေ9ရှိတဲ့ဂိုးမှာ အဲ့လိုဂူတမားကကျွန်တော်တို့နေဂူပုကြားထဲမှာအကြီးကြီးဗျာเนาะအကြီးကြီးပဲဒါအပြင်ဒိုင်မီနီပါတွေပြစ်တဲ့အခါမှာလည်းသူ့ခန္ဓာကိုယ်တွေဆုံး stretch လုပ်နိုင်ဆိုရင်ရှိတယ်အဲ့ဒီလိုဂူတမားတောင်မှအဆုံးအထိခန္ဓာကိုယ်ကိုဆွဲဆန်တာတော့မှအဲ့ဘောလုံးကို reach မလုပ်နိုင်ဘူးမဖမ်းနိုင်ဘူးမပုတ်နိုင်ဘူးဒါဟာကျွန်တော်တို့နေကော်တဝါကိုအပြစ်ပြောဖို့ဆိုရတဲ့ right scan သွားတဲ့ဒီကံပုံကံကြီးပေါ့နော်ဒီကံချက် quality ကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရင်ကျွန်တော်တို့ပေါ့နော်ဘယ်လိုပြောမလို့ကျွန်တော်ဟို တော်တော်အချိန်တော်တော်ကြာအထိကိုပဲဒီလောက်ကောင်းတဲ့ free kick တွေမမြင်ဘူးသေးဘူးလို့ကျွန်တော်ပြောရမှာပဲဒါချပါတော့ကျွန်တော်တို့ဘယ်မှာမှတ်မဲ့ရဆိုလို့ရှင်ဗျာဂျားထဲမှာမိနေတာလည်းဖြစ်မှာပေါ့အဲလီဗာပူးနဲ့ဘာစီလိုနာတို့ကန်တော့ငါလီယိုနယ်မက်ဆီရဲ့ကျွန်တော်တို့ဒါကန်သွားတဲ့ free kick ပေါ့နော်အဲ့ free kick နောက်ပိုင်းမှာကျွန်တော်ဂျားထဲမှာဆိုဒီလောက်ကောင်းတဲ့ free kick တွေမတွေ့ဘူးမှန်တိုင်းပြောရင်ဒါမေမေကောင်းတဲ့မိနေတာဖြစ်မှာပေါ့ဒီနော်ဒါပေမဲ့အဲ့အဲ့ပထမဆုံးကန်သွားတဲ့အလုံးကိုကျွန်တော်ကြည့်ဗျာအဲ့လို position ကနေဆိုလို့ရှင်အများစုကဘယ်လိုပြောမလဲ ဟိုဘောလုံးကိုပေါ့နော်ကျွန်တော်ဒါ power ဟို accuracy power ကောင်းကောင်းနဲ့ဘယ်လိုပြောမလဲဒီ whip မလုံးနိုင်စွမ်းဒီ weight ကန်နိုင်စွမ်းမရှိဘူးဆိုဘာလို့ကြလဲဆိုတော့ wall ကိုကျော်ပြီးတော့ကျွန်တော်နေနဲ့ကန်ညတာဗျာဒါအဲ့လို position ကနေဆိုတာ wall ကိုကျော်ပြီးတော့ကန်မှုတွေလည်းအကောင်းဆုံးပဲ the rise ကအဲ့လိုမဟုတ်ဘာကြောင့်လဲဆိုတော့ကိုတူဟာကျွန်တော်နေနဲ့မမြင်နိုင်မဲ့နေထိုင်မျိုးကနေအဲ့တတိုင်းလူတတိုင်းကြီးကို weight ပြီးတော့ကန်သွားတာအဲ့ weight ပြီးတော့ကန်ကလည်းတခုတော့ရှိတယ် ဒါကကျွန်တော်တို့အနေနဲ့ဒီဘောလုံးဝေ့ယုံနေမဟုတ်ဘူးဗျာဘောလုံးသွားတဲ့အချိန်ကလည်းမြန်ပြီးတော့ဝေ့ဦးမှကိုတူအားလို့ဂူသမားမျိုး reach လောက်တာကိုမမိမှာဆိုဒါကိုကွက်တိတူကန်သွားတာတော်တော်ကောင်းတဲ့ဂူပါဆိုတော့အဲ့အလုံးမှပြောလို့မပြီးသေးဘူးနောက်တစ်လုံးကိုကျွန်တော်ကြည့်တော့လေပူလို့တောင်မှချီချူးကိုကောင်းသေးတဲ့အလုံးပေါ့နော်ဆိုတော့ပထမဆုံးကတော့လူတတိုင်းကြီးတစ်ခုလုံးကိုဝေ့ပြီးတော့ကန်သွားတာတော်တော်ကောင်းတယ်ဒုတိယတစ်ခုကဘာလဲဆိုတော့ဟိုဘယ်လိုပြောမလဲကိုတူအားလို့ဂူသမားရှိနေတဲ့ဘက်ချန်းကတောင်ထဲကိုထည့်သွားတာ ိတ်လုံးကမင်းအနှီးပြန်ပြောက်ကနေတရားကြည့်ကြည့်လုံးဝ down ဆို down နေတော့ဒီလားလီလုံးဝဟိုတိုင်းမှမှန်ဒီတိုင်းမှမှန်လုံးဝ down ဆို down ကွက်တိကန်သွားတာပြီးလို့ရှိရင် whip ပြီးတော့ဗျာသူ6 body position အနီထားကိုကျွန်တော်တို့ကြည့်လိုက်လို့ရတယ်အတကုံဖမိုးတွေပိုင်းနဲ့မဟုတ်ဘဲနဲ့ inside foot နဲ့ကျွန်တော်တို့က curling လုပ်ပြီးတော့ကျွန်တော်တို့ကန်သွားတာဆိုတော့ပြောညနာကခုနကလိုမျိုးလူတတိုင်းကိုကြော်ပြီးတော့တော့ဘာတော့မဟုတ်တော့ဘဲနဲ့ကိုသူမကဟို free kick တွေဆိုလို့ရှိရင်ဘယ်တော့မှအလဲတက်တက်မှမရက်ဘူးဗျာတတိုင်းမရှိတဲ့ဘက်မှာကျွန်တော်ရက်တာ ဆိုအဲ့ဒီတိုင်းမရှိတဲ့ဘက်မှာရှိတဲ့တောင်ထဲကိုပဲကျွန်တော်ထည့်သွားတာဒါကြောင့်မတော့အဲ့မှာကန်သွားတဲ့ဟိုကန်ချက်ပြင်းအားရေပြီးလို့ရှိရင်ဗာလဲတိကျမှုနှုံထတာ accuracy ရေကတော်တော်ကြီးကိုကျွန်တော်တို့ခေါင်းတာဒါကြောင့်ကျွန်တော်တို့အဲ့ free kick နှလုံးစလုံးကတော်တော်ကြီးကြီးစရာပါဒါပြင်ကိုင်းလင်းဒါတိုက်စစ်မှုဖြစ်ကစားလာတဲ့ merino ကလည်းလုံးဝ wait ဝပ်ပြီးတော့နောက်တလုံးအသာလေးထည့်သွားတယ်ဆိုတော့ real metric ကိုသူမလိုမျိုး6ပေ9လမှာရှိတဲ့ကိုတို့ဟာကို အကုန်လုံးကထောင်းနေကြီးပဲကက်ထည့်ပြသွားတာကတော့တော်တော်ကိုကြီးကြီးပွားကောင်းနေပါတော့ဆိုတော့ဒါကလက်ရှိ twin goal တွေနဲ့ပတ်သက်လို့ပေါ့လေဆိုတော့ arsenal နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင်ဒီဒီပွဲမှာ arsenal ဒီအဆအဆရာ real madrid တဲ့အများကြီးတားတဲ့အတင်းမှာဟိုဒီမှာကျွန်တော်ဒီပွဲကပြဘာဘာဟူသွားပြီးတော့အမှတ်ရလဲဆိုတော့ပေါ့နော် manchester city ဒီပါလေဒီ champions league ရတဲ့နှစ်တုန်းက real madrid တို့ဘာလို့လဲကျွန်တော်တွေးခဲ့တယ်မလားအဲ့တွေးခဲ့တဲ့နှစ်မှာ real နဲ့ manchester city ရဲ့ပွဲကိုအမှတ်ရသွားတယ်ဘာလို့လဲဆိုတော့ ရီယဲလိုအသင်းမျိုးကိုစိတ်ကြိုက်ခြေလျင်ပြသွားတာဘာစုဘာမှမလုပ်နိုင်ဘူးမန်ချက်စတာစီးတီးကွင်းမှာတော့ငါလေအခုအဲ့အဲ့ဒီရီယဲအတိုင်းတပုံစံနဲ့ပဲတပုံစံနဲ့ပဲโอเคရပြီလားโอเคပေးဘီနီစီပေးဘာပီစီပေးရိုဒရီဂိုစီပေးပြေးကြပြီးတော့ဟေးမင်းတို့မတာမင်းတို့အဲ့လိုပုံစံမျိုးဖြစ်နေတယ်။အမအာဆင်နယ်မှာကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့နောက်တန်းမှာကီဝီယိုလိုကစားမမျိုးပါလာသည့်တိုင်အောင်တော့ဒီပါလဲဒီဂါဘရီယယ်လိုပါလာလိုကစားမတွေမပါသည့်တိုင်အောင် ရီယယ်မက်ထရစ်တိုက်စစ်ဘာမှမလုပ်နိုင်ဘူးဆိုတော့ဒါဟာတဦးချင်းအည်သွေးတွေကြောင့်ကျွန်တော်မဟုတ်ဘူးညာခန်စစ်ဘက်လိုင်းတစ်ခုလုံးရဲ့ဘယ်လိုပြောမလဲဒီကြစ်လင့်မှုရှိတာမျိုးပြီးလို့ချင်းကွန်းလယ်မှာဒီထိန်းချုပ်ကစားနိုင်စွမ်းရှိတာမျိုးပေါ့ရီယယ်မက်ထရစ်ရဲ့ကောင်တာအတက်တွေကိုတားဖို့အတွက်ဒါပိုဇီရှင်ယူတာတွေမှန်တာမျိုးပေါ့ဒါတွေကကိုကောင်းလာတာပဲဒါအပြင် Real Madrid နဲ့မတူတဲ့တစ်ချက်က Arsenal တင်းရဲ့ front line ကဒီတိုက်စစ်၃ယောက်မှာဆိုလို့ရှိရင်ဒါဘယ်လိုပြောမလို့ဒီကျွန်တော်တို့ဒီ pressing ကအမြဲတွားနေတာ ဆိုတော့တိုက်စစ်က press မလုပ်ဖ ೇನೆ တံမြန်တိုက်စစ်တွေကိုသူတို့ကောင်းကောင်းတားနိုင်မှာမဟုတ်ဘူးဆိုတော့ real madrid ကကျတော့အဲ့ဒါကွာ real madrid ရဲ့တိုက်စစ်မှာ vini ကျွန်တော်တို့အနေနဲ့ clean mbappe ဆိုတဲ့နှစ်ယောက်ကဟိုဘယ်လိုလဲအဲ့ front line ကနေပြီးတော့သူတို့ဒီ pressure လုံးဝပေးတဲ့မှာမပါဘူးဆိုတော့ဗာလဲဆိုတော့အဲ့မှာနေတပန်းရှုံးသွားပြီဆိုတော့ real madrid ကတိုက်စစ်ဆင်ဖို့တံမြန်တိုက်စစ်သွားဖို့ဆိုလို့ရှိရင်အိုဘလခန်အိုအာဇနေရဲ့ခန်စစ်လိုင်းအာဇနေရဲ့ကွင်းလယ်လိုင်းနေမကဘူးအာဇနေရဲ့တိုက်စစ်လိုင်းကိုပါသူတို့အရင်ကြုံရတာအ ဆိုတော့အာဆင်နယ်ကကျတော့ပြိုင်ဘက်ကိုကျွန်တော်ထိန်းချုပ်ပြီးတော့ကစားနေတယ်လို့တိုက်စစ်ရှင်ကစားပြီးဟေးဆိုလို့ရှင်လည်းပဲခုနကပြောတဲ့ရီယဲရဲ့တိုက်စစ်လိုင်းကပရက်ရှာမှာပြီးတဲ့အခါမှာသူတို့ရင်ဆိုင်ရမယ့်အခက်အခဲကရီယဲကွင်းလင်းနဲ့ရီယဲနောက်တန်းပဲရှိတော့တာဆိုတော့ရီယဲမက်ထရစ်ရှင်ကိုရှင်နေရတယ်လို့မျိုးသုံးစင်ကြီးသူတို့ကြော်ဖြတ်နေကြမလို့တော့ဒါကတော်တော်ဆိုးတဲ့အရာရီယဲဘက်ကကြည့်ရင်ကျွန်တော်တို့အနေနဲ့ဒါကြောင့်ပေါ့နော်ဒါဒီနေရာမှာနီးစနစ်ကောင်းတဲ့အသင်ကစကားအများကြီးပြောတယ်ဆိုတာဒါမျိုးကိုကျွန်တော်ပြောတာ ဒီ real metric ကတော့ဗျာဒုတိယပိုင်းဒုတိယအကြော်ကြတာထားပါတော့သိရမလားเนาะသူတို့အိမ်ဝင်လည်းဖြစ်နေစေတော့เนาะအမှန်ကန်အလုပ်တွေဘာတွေဖြစ်ပြီးရောမင်းဟိုနိုင်ပြီးတော့နောက်ဆင်းတက်ရင်လည်းတက်သွားနိုင်တာပေါ့လေဒါပေမဲ့တည်ကြတယ်ဒီပုံစံတိုင်းကစားရင်တော့တက်เสียအကြောင်းကိုမရှိဘူးအဲ့ဒါအမှန်ပဲဒီတက်เสียအကြောင်းကိုမရှိဘူးဘာလို့လဲဆိုတော့ခုနကပြောသလိုပဲဘာမှအတင်းပေါ်ရရဲ့ဂျားထဲမှာလည်းအခြေဆက်ကောင်းကောင်းမရှိဘူး system ကောင်းကောင်းလည်းမရှိဘူးနီးစနစ် ကောင်းကောင်းနဲ့လေပြိုင်ဘက်ကိုဘလူးဘလူးဘလူးတက်တီကယ်ဘိုင်းနေမှာမှလည်းထူးခြားပြီးကောင်းနေလာမျိုးကျွန်တော်မရှိဘူး ဝင်လေခံစစ် တိုက်စစ်တင်မကဘူးကျွန်တော်တို့ဒီကစားသွားတဲ့ဘုံတော့ဘေးတဲ့ပလင်းကစားဟန်ဒီဘာတွေကစားရီယဲဒီအာဆနယ်ကိုဘလူးမရှင်နိုင်ခဲ့တဲ့တယ်မှာမပါဘူးဗျာဒါဟာအာဆနယ်ဘက်ကကျွန်တော်တို့ကြည့်ရင်ဂါဘရီယယ်လို့ကစားမတွေမပါနိုင်တဲ့ချိန်ကိုင်ဟာဘတ်လို့ကစားမတွေမပါနိုင်တဲ့ချိန်ဒါပေမဲ့အဓိကကစားမတွေချို့မပါနိုင်တဲ့ချိန်မျိုးမှာဒီလောက်ထိရီယဲမက်ထရစ်လို့အသင်းမျိုးကိုအိမ်ငွေးမှာအဲ့ခံကစားရင်တိုင်မျိုးလှုပ်ပြသွားတယ်ဆိုတော့ကတော်တော်ကိုချီးကျူးဖို့ကောင်းတဲ့ performance ပါတော်တော်ကိုချီးကျူးဖို့ကောင်းတဲ့ performance ပါဒါကြောင့်ဘာလို့ကျွန်တော်ကတော့ဗျာ တူးစည်းပါ냐ဆိုလို့ရှိရင်တော့မှနည်းနည်းလေး re ဘက်က okay ငါတို့ကြောက်ပါတယ်နော် re လို့အသင်းမျိုးကဘာမှမဆိုပြန်လုံနိုင်နေဆိုတဲ့အတွေ့မျိုးဝင်ကောင်းဝင်ဦးမယ်ကျွန်တော်ကတော့3စည်းကတော့ကိုယ်ရပြီးသွားပြီလို့ထင်တာပဲနော်ဘာမှတော့ကြူပြောလို့တော့မရဘူးပေါ့လေတိုးတော်လည်းပဲအများစုကတော့ပြီးသွားပြီလို့ထင်တာပဲဘာကြောင့်လဲဆိုတော့ re ရဲ့နောက်တန်းကဘယ်သူမှပြန်လာဖို့မရှိဘူးဆိုရင်တေးကြတယ်နော်ဘလို့မှအချင်းကြီးမကောင်းဘူးကွင်းလေမှာဆိုလို့ရှင်လည်းပဲကျွန်တော်တေးကြတယ်ဘာမှအချင်းကြီးကောင်းစရာမရှိဘူး အသင်းလိုက်ကကျွန်တော်တို့အနေနဲ့ဒီဗျုံစားကြီးကောင်းလာနိုင်မဲ့အချိန်ကြီးအချိန်ကြီးမျိုးမှာမဟုတ်တော့ဗျာအန်ချလိုတီရဲ့နီးစနစ်တွေကအဲဒါကြောင့်ဗောနောကီလီယန်ပါပေတို့ဗီနီရှက်တို့လည်းဒီပွဲမှာဘာမှလုပ်နိုင်ကြတာမရှိဘူးရိုဒရီကိုတို့လည်းဒီတိုင်းပဲဗောနောဟိုပြောရအောင်ဘီနီတို့ဘာလို့ဆိုလို့ချင်းလည်းပဲအဲ့ဒီ left wing တစ်ချောင်းမှာပြေးဖို့လွားဖို့ကျင်းနေတာဘာနေရာလွတ်မှမရဘူးဘာနေရာလွတ်မှမရဘူးကျွန်တော်တို့တော်တော်ကိုတိုင်ပတ်တာဗောနောကွင်းလယ်မှာလည်းဗျာဘယ်လိုပြောမလဲဟိုဘယ်လင်ဂန်နေနဲ့လည်း တကယ်ပြောရတော့ဘယ်လင်ငန်အတွက်ကကျွန်တော်ပြောဖို့ရှားပါတယ်ဘယ်လင်ငန်ကိုပြောစရာအများကြီးတော့မရှိပါဘူးနော်ဒါပေမဲ့အင်ကြီးကြီးပေါ့နော်ဘောင်းကြီးတဲ့ထည့်ကစားနေလို့ဇီဒန်ဖြစ်မသွားဘူးဗျာဒီလားကျောင်းဘက်ငါးကြီးဝစ်ပြီးတော့เนาะအင်ဂျီယိုဘောင်းကြီးတဲ့ထည့်ကစားပြီးဇီဒန်ဖြစ်မသွားဘူးเนาะသို့တော်လည်းပဲဒီရီယယ်မက်ထရစ်ရထားပါတော့ရိုဒရီโกဘာပေဘီနီဘယ်လင်ဂန်ဒီထဲမှာကျွန်တော်ကြည့်เนาะဘယ်လင်ဂန်ပြောဖို့ဆိုမလိုဆုံးကစားမှာပဲဝါရိတ်တွေသူဘာလို့နိုင်လဲသူပြရဲကွင်းလေတွေသူလိုက်ပြီးတော့ကျွန်တော်ဘောเนาะဒီသွားတယ်ဆိုတော့ပြောချင်တာကဘယ်လင်ဂန်ဒီ ရီယယ်မက်ထရစ်မှာအပြစ်ပြောဖို့အတွက်ဆိုနောက်ဆုံးမှပြောရမယ့်ကစားသမားမျိုးခုနကဘာပီတို့ပီနီတို့ရူဒရီဂိုရဲ့တိုက်စစ်လိုင်းကတော်တော်ကိုအလုံးမဲ့တာပါဒါ့အပြင်ကာမာဘင်ကကတော်တော်ဆိုးတယ်ဗျာသိလားနော်တော်တော်ဆိုးတယ်ကမ္ဘာပင်ကကအတင်းကအချင်းကြီးကောင်းမနေပါဘူးဆိုတဲ့အချိန်မှာ risk တီတအားလုတ်တယ်ဒါအပြင်ဘလူးမန်အစင်မပြေတဲ့ပုံစံကြီးတအားမြင်ရတယ်ကမ္ဘာပင်ကစီမှာနာဝါဒနီနဲ့လည်းထွက်သွားရတယ်ဒါတော့မှပွဲပြီးငယ်နီမို့လို့ဆိုတော့သူအချင်းကြီးမကောင်းဘူးပေါ့နော်ဒါအဝါရကလေးကသူကဒုတိယအကြောက်ကိုလွဲပြီးကိုဆိုတော့နာဝါဒနီနဲ့သူဟာဖြစ်သွားရတယ် ဲ့တော့နောက်တန်းမှာလည်းဒေးဗစ်အလာဘာပြင်လာနေတာပြောတာကျွန်တော်ပြောလိုပဲ16လလောက်ဘောလုံးမကန်သေးတဲ့ပလေယာတယောက်စီကဒါမျိုး performance မျိုးမြင်ရတာတိတ်မထူးဆန်းဘူးဗျာဘလုံးမအခြေအနေမကောင်းဘူးရူဒီဂါနဲ့ရာဝအဆန်စီကတော့အများကြီးပြောစရာမလိုဘူးပေါ့နော်သို့တော်လည်းပဲဟိုဘလုံးရောက်တော့17ယောက်ချင်းကစားတဲ့အနေထားမှာ4ယောက်လောက်ကပုတ်နေတယ်ဆိုတဲ့ကမင်းဘလုံးမအခြေအနေမကောင်းဘူးဒါအပြင်အသင်းလိုက်ချင်းကလည်းဘလုံးမနစ်စနစ်ပိုင်းနေရရှင်လို့မရဘူးပေါ့နော်ဒါကြောင့် Arsenal တို့ကတော့ သုံးခုကနဲတာပါနော်နဲတာဘာလို့လဲဆိုတော့ဘယ်လင်ကန်ကလိုင်းမောဟာရှင်းသွားတာလို့နော်ကိုတူဟာကနှစ်ဆင့်ပုတ်နှစ်ဆင့်ကိုဇက်တိုက်ပုတ်သွားတာကိုဘယ်နဲ့ချိန်မှမသိဘူးဟာလာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ကလူဒီကာလာဘယ်သူလို့နော်ကျွန်တော်လိုင်းမောဟာရှင်းသွားတာအဒေးဗစ်အလာပါရှင်းသွားတာလို့ဘာလို့ဆိုလို့ရှိရင်မြင်အာဇနေးကမင်းဒီချက်တောင်ကိုပြရမှာ56ကိုဖြစ်ရမှာသိလား56ကိုဖြစ်ရမှာမေ PSP တို့ဘာလို့နဲ့ပွဲတုန်းကလည်းအဲ့ကြလို့ရှိရင်ပွဲပြီးသွားပြီ ဟိလာအကြံပွဲပြီးသွားပြီနော်ဆိုတော့အာဆင်နယ်တော့ကဲမကောင်းခဲ့ဘူးပေါ့လေဒါပေမဲ့လို့ခုနကပြောသလိုပဲ 3C ဆိုတာမျိုးကဒါတတော်ကိုပြီး job done လူနီးပါးအထိကိုပဲကျွန်တော်ဒါရလက်ကကောင်းတောင့်သွားပြီလို့ပြောလို့ရတယ် Real Madrid တတော်ဒုတိယအကြော်အိမ်ဝင်းကြီးမှာကိုယ့်အိမ်ဝင်းမှာကိုပဲ PI နဲ့ကစားရမယ့်အနေအထားမျိုးပါဆိုတော့ညီကလေးတို့အနေနဲ့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်